ရိသက်ကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့စီမှာဂျပန် TikTok account တစ်ခုရှိရုံနဲ့ကျွန်တော်တို့ဝင်ငွေရှာနိုင်သေးတာမဟုတ်ပါဘူးဘယ်အချက်လက်တွေကိုပြည့်စုံသွားမှာကျွန်တော်တို့ကဝင်ငွေရှာလို့ရမယ်ဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးမှာဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော်โอเคဒါဆိုလို့ရှိရင်နော်ကျွန်တော်တို့ကဒီ TikTok တွေကိုကျွန်တော်ဝင်ပေးရမယ်ပေါ့နော် โอเคဝင်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကကျွန်တော်တို့ရဲ့အကောင့်ကဗောနောကျွန်တော်တို့ရဲ့အကောင့်ကအဲဗောနောဒီ Japan region account တစ်ခုဖြစ်နေဖို့ကတော့ပထမဆုံးဒီ load up ပါတယ် load up ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီကျွန်တော်တို့ညာဘက်အပေါ်တောင်းကဒီ SL39 နေနေပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာဗောနောအဲ setting and privacy ဆိုတဲ့ထက်ကိုဝင်လိုက်ပါ ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအကောင့်ပေါ့နော်အကောင့်ထဲကကျွန်တော်တို့အဲဒီ account information ဆိုတဲ့အထက်ကိုကျွန်တော်တို့ဝင်ပြီးတော့မှကြည့်လိုက်တယ်ဆိုလို့ရှိရင်တော့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ account က Japan region account ပေါ့နော် account region ဆိုတဲ့နေရာမှာ Japan region account ဖြစ်ဖို့အတွက်ကျွန်တော်တို့လိုအပ်ပါတယ်။ Okay အဲ့ဒီလိုမျိုးဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ account မှာဘယ်လိုမျိုးလာပေါ်နေမှာလဲဆိုတော့အဲအခုပေါ့နော်ကျွန်တော်တို့ရှေ့ကိုပြန်ထွက်လိုက်ပေါ့နော်ပြန်ထွက်လိုက်လို့ရှိရင်ကျွန်တော်ရဲ့ account မှာဒီအောက်မှာပေါ့နော်အဲဒီ TikTok Studio ပေါ့နော် TikTok Studio ဆိုပြီးတော့မှပေါ်နေမှာပဲဖြစ်ပါတယ်။အဲအဲ့ဒီတော့ကျွန်တော်တို့ဒီပေါ့နော်ဒီအောက်ကကျွန်တော်တို့ရဲ့ဒီ profile ရဲ့ YouTube ဆိုတဲ့ပေးမှာ TikTok Studio ဆိုတဲ့ဟာလေးလာပေါ်နေသွားဖြစ်ပါတယ်။အဲ့ဒီလိုပေါ်နေတာကိုမှကျွန်တော်တို့ကအဲ့ဒီထဲကိုဝင်လိုက်ပေါ့နော်။ဝင်လိုက်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာပေါ့နော်။အဲ့ဒီအောက်မှာဒီ monetization ဆိုတာရှိပေါ့နော်။အဲ့ဒီ monetization ရဲ့အောက်ကကျွန်တော်တို့ပေါ့နော်ဒီမှာအဲ creator reward program ပေါ့နော်။အဲ့ဒီလိုမျိုးစာလေးပေါ်နေမှသာလေကျွန်တော်တို့ရဲ့ account ကဝင်ငွေရှာလို့ရတဲ့ account တစ်ခုပေါ့နော်။အဲ့ဒီဂျပန်နိုင်ငံရဲ့ account တစ်ခုဖြစ်မှာပဲဖြစ်ပါတယ်။အဲ့ဒီတော့တကယ်လို့ဒီမှာဒီအောက်ကကျွန်တော် monetization ရဲ့အောက်က creator reward program ဆိုတဲ့ဟာလေးမပါဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ account ကပတ်သက် ရှာလို့ရတဲ့ account တခုမဟုတ်ဘူးပေါ့နော်အဲအဲ့ဒါလေးကိုကျွန်တော်တို့အရေးကြီးတဲ့အတွက်သိထားဖို့တော့ကျွန်တော်တို့လိုအပ်ပါတယ် okay အဲအဲ့ဒါကိုမှကျွန်တော်တို့ကပေါ့နော်အဲ့ဒီဟာတွေလည်းပြည့်စုံသွားပြီကျွန်တော်တို့ဒီမှာအဲ့ဒါတွေလည်းပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်အချက်လက်တွေကိုကျွန်တော်တို့ပြည့်စုံပြီဆိုလို့ရှိရင်ကျွန်တော်တို့ TikTok ကနေပေါ့နော်ဝင်ဝင်ရှာလို့ရမယ်ပတ်သက်ရှာလို့ရမယ်ဆိုတာကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးမယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးဒီ creator reward program ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တွေ့ပြီဆိုလို့ရှိရင်တော့အဲ့ဒီထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပေါ့နော် โอเคကျွန်တော်တို့ဒီထက်ကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကအဲသူ့ရဲ့ဟိုဘောเนาะကျွန်တော်တို့ဒီကန့်သက်ထားတဲ့အရာတွေရှိတယ်ဗောเนาะအဲသူကအခုလိုမျိုးကျွန်တော်တို့ဝင်ငွေရှာလို့ရတဲ့အဲဗောเนาะကျွန်တော်တို့ဒီ TikTok account တစ်ခုကိုကျွန်တော်တို့အဲဘာတွေပြည့်စုံရမလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ကအဲသူကဒီမှာဗောเนาะအပေါ်ဆုံးမှာဒီအမှန်ကြီးလေးနဲ့ပြထားတဲ့ဒီအပေါ်ဆုံးကအဲအချက်တစ်ချက်ကတော့ကျွန်တော်တို့အဲအသက်18နှစ်ပြည့်ရမယ်ဗောเนาะအသက်18နှစ်ပြည့်ရပြည့်ပြည့်တဲ့ account တစ်ခုဖြစ်ရမယ်โอเคဒါတော့ကျွန်တော်တို့ account စောင့်ဖွင့်ကြတဲ့ကကျွန်တော်တို့18နှစ်ကြော်အောင်ဖွင့်ပေးခဲ့ရမှာပဲဖြစ်ပါတယ်အဲအဲ့ဒီတော့ကျွန်တော်တို့ဒီဗောเนาะဒီဂျပန်နိုင်ငံရဲ့ဒီ TikTok account တစ်ခုကိုလည်းဖွင့်မယ်ဆို လို့ရှိရင်အဲကျွန်တော်တို့အဲအဲ့ဒီမှာဒီဘတ်ဒေးကိုရွေးတဲ့အချိန်မှာကျွန်တော်တို့ကအဲဒီအသက်ဆက်ရှင်နဲ့ကြုံအောင်ရွေးပေးခဲ့ဖို့ဟာကျွန်တော်တို့အရန်ကိုအရေးကြီးတယ်ဗောနော်အဲဒီဂျပန်နိုင်ငံရဲ့ TikTok account တစ်ခုကိုဘယ်လိုဖွင့်ရလဲဆိုတာလဲကျွန်တော်ရဲ့ channel ထဲမှာကျွန်တော်တင်ထားပေးတယ်ဗောနော်အဲဝင်ရောက်ပြီးတော့မှကြည့်ရှုလို့ရပါတယ် Okay အဲနောက်ပြီးတော့ဒုတိယအချက်ဗောနော်ဒုတိယအချက်ကတော့ကျွန်တော်တို့ရဲ့အဲဒီ TikTok account ဒီအဲ 10k follower ပြည့်ရမယ်ဗောနော် 10k follower အပြည့်မှာကျွန်တော်တို့ကအဲအဲ့ဒီလိုမျိုးဝင်ဝင်ရှာလို့ရရရမယ်ဗောနော်အဲအဲအဲ့ဒီတော့အဲဒီ 10k ပြည့်ရမယ်โอเคနောက်ပြီးတော့ဒီနောက်ဆုံးအချက်ဗောနော်အရေးကြီးတဲ့အချက်ဖြစ်တယ်အဲနောက်ဆုံး ရေးကြီးတဲ့အချက်ကတော့ကျွန်တော်ဒီမှာပေါ့နော်အ 100k ပေါ့နော် 100k ဗီဒီယို view ဖြစ်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီဗီဒီယိုတွေကိုအဲ့ဒီ 100k ပေါ့နော်အဲ့ဒီတသိန်းပေါ့နော်အဲ့တသိန်း view တသိန်းပြည့်မှာအဲ့ကျွန်တော်တို့ဒီ TikTok ကဒီဝင်ဝေရှာလို့ရမယ်ဆိုပြီးတော့မှသူကပြောပြထားတာပဲဖြစ်ပါတယ်အဲ့အဲ့ဒီတော့ဟိုကျွန်တော်ရဲ့ကောင်ကဆိုလို့ရှိရင်เนาะအဲ့ဒီသူပြောတဲ့ဒီ၃ချက်လုံးလည်းကျွန်တော်ကန့်ညီသွားပြီးဖြစ်တဲ့အတွက်ကျွန်တော်ကတော့အဲ့ဒီပေါ့နော်အဲ့ဒီ monetization ပေါ့နော်အဲ့ဝင်ဝေရအောင်ကျွန်တော် monetization ရှောက်တော့မှာပဲဖြစ်ပါတယ်အဲ့အဲ့ဒီတော့ အဲကျွန်တော်ကအဟိုဘောနောတစ်ခုပြောပြချင်တာကတော့ကျွန်တော်တို့ဒီအသက်16နှစ်ပြည့်တဲ့အကောင့်ကတော့ကျွန်တော်တို့အကောင့်စောက်ဖွင့်ခဲ့တာကျွန်တော်တို့လုပ်တဲ့အချိန်မှာအဲကျွန်တော်တို့ဒီရွေးခဲ့ပြီးသားပေါ့နော်အဲအဝေးအဲအဲ့ဒါဆိုဒုတိယအချက်ပေါ့နော်ဒီ 10k follower 10k follower ပြည့်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲဒီပေါ့နော်အဲ ျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ဒီတင်တဲ့ဗီဒီယိုတွေကပေါ့နော်အဲဟိုဆွဲဆောင်မှုရှိရမယ်ပေါ့နော်အဲ content ကောင်းကောင်းလေးဖြည့်ရမယ်အဲ okay အဲနောက်ပြီးတော့ဒီ view တစ်သိန်းပေါ့နော် view တစ်သိန်းကလည်းကျွန်တော်တို့ရဲ့ဒီပတင်တဲ့ဗီဒီယိုတွေကအဲအရင် content ကောင်းကောင်းနောက်ပြီးတော့ကိုယ်ပိုင်ဗီဒီယိုတွေဖြစ်ဖြစ်တယ်ဆိုလို့ရှိရင်ပေါ့နော်အဲအဲ့လိုဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ account ဆိုလို့ရှိရင်ကျွန်တော်ကအဲဒီတပတ်တောင်မပြည့်သေးပေါ့နော်တပတ်တောင်မပြည့်သေးဘူးသူပြောတဲ့အချက်တွေကိုကျွန်တော်ကန့်ညီသွားပြီးတော့မှအဲပေါ့နော်ဒီ TikTok ကိုဝင်ငွေရှာဖို့အတွက် monetization ကျွန်တော်ရှောက်လို့ရပြီပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်က monetization ကိုကျွန်တော်ရှောက်ကြည့်မှာဖြစ်ပါတယ် ဲအဲ့ဒီတော့အဲကျွန်တော်ကအဲ့ဒီသုံးချက်လုံးပြည့်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်မှာကျွန်တော်တို့ဒီ join ဆိုတဲ့ဟာလေးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကအဲဒီ join ဆိုတဲ့ဟာလေးကိုကျွန်တော်တို့အဲနှိပ်ပေးရမှာဖြစ်ပါတယ် โอเคအဲ့ဒီလိုမျိုးဒီပေါ်လာပြီဆိုလို့ရှိရင်เนาะသူကကျွန်တော်တို့ပြောတယ်ပေါ့เนาะအဲဒီအဲ့ဒီကျွန်တော်တို့ဒီဝင်ဝေးအဲရှာဖို့အတွက်ကျွန်တော်တို့ဒီအဲ့ program ကိုကျွန်တော်တို့ join လိုက်ပြီပေါ့เนาะအဲ join လိုက်ပြီအဲသူတို့ဘက်ကနေပြီးတော့မှကျွန်တော်တို့ reply ပြန်လုပ်ပေးပေါ့เนาะအဲ3ရက်အတွင်းသူက reply ပြန်လုပ်ပေးမယ်လို့သူကပြောထားတာပဲဖြစ်ပါတယ်အဲတကယ်လို့အဲသူက3ရက်လို့ပြောထားပေမဲ့အဲပေါ့เนาะအဲဒီနေချင်းလဲသူက reply ပြန်လာတာမျိုးဖြစ်နိုင်တယ်ပေါ့เนาะအဲအဲ့ဒါကိုတော့ကျွန်တော်တို့စောင့်ပေးရပါမယ်အဲအဲ့ဒါကိုသူကဘယ်မှာပေါ်လာလဲဘယ်မှာပြန်ပြီးတော့ပို့လာလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်เนาะ ဟုတ်ကဲ့ကျွန်တော် join down ကိုနှက်ပြီးတော့မှ나이ွားလောက်နေတဲ့အခါမှာကျွန်တော်ကိုဒီ TikTok ကနေပြီးတော့မှအဲဒီ message တစ်ဆောင်ပို့လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ inbox ထဲကိုဝင်ကြည့်မယ် inbox ထဲကကျွန်တော်တို့ဒီပေါ့နော်အဲ creator update ဆိုတာပေါ့နော်အဲ creator update ဆိုတဲ့ထဲကိုကျွန်တော်တို့အဲဒီဝင်ဝင်ပြီးတော့ကြည့်လိုက်ပေါ့နော်အဲ creator update ဆိုတဲ့ကိုဝင်ကြည့်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့အဲ monetization ပေါ့နော်အဲ monetization အဲ welcome to creator reward program ပေါ့နော်အဲအဲ့ဒီလိုမျိုးအဲဒီပေါ်လာတယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်သူကဒီ creator reward program နဲ့ကြိုးစားပါတယ်ဆိုပြီးတော့မှပြောထားတာပဲဖြစ်ပါတယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကိုဒီ TikTok ကနေပြီးတော့မှ ကျွန်တော်တို့ monetization လျှောက်တာဒီအောင်မြင်ပြီဆိုပြီးတော့မှသူကအဲဒီပေါ့နော်အဲဒီ approve ပေးလိုက်တာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီပေါ့နော်ဒီ welcome to creator reward ဆိုတဲ့ program ဆိုတဲ့ထဲကိုကျွန်တော်တို့ကဝင်ပြီးတော့မှကြည့်လိုက်ပါ အဲဟုတ်ကဲ့ကျွန်တော်တို့ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်မှာအဲဒီပေါ်တော့ဒေါ်လာပုံစံလေးနဲ့နောက်က0.00ဆိုပြီးပြနေရပါတော့เนาะအဲအဲ့ဒီမှာကျွန်တော်တို့ကအဲဒီအပေါ်က estimate reward ဆိုတာကတော့အဲကျွန်တော်တို့ပေါ့เนาะအဲဒီကျွန်တော်တို့ရဲ့ channel ကအခုမှ monetization အောင်ထားတာဖြစ်တဲ့အဲ့တော့ TikTok ကနေပြီးတော့မှကျွန်တော်တို့ရဲ့ဒီ channel ကိုအဲဒီကျွန်တော်တင်ထားတဲ့ video တွေပေါ့เนาะအဲ့ဒီ video တွေအတွက်အဲဒီအဲပမာဏဘယ်လောက်ပေးရမယ်ဆိုတာကိုသူကတွက်ချက်နေပြီပဲဖြစ်ပါတယ်အဲဘယ်လိုပြောမလဲဒီပေါ့เนาะ ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကအဲဘလောက်အရှိရှိတယ်အဲဘလောက်အရှိတွေတင်ထားတယ်ပေါ့နော်အဲသူကတွက်ချက်နေတယ်ကျွန်တော်တို့ရဲ့ channel ကိုသူဘလောက်ဝင်ဝင်ပေးရမလဲဆိုတော့တွက်ချက်နေတော့ဖြစ်ပါတယ်ဒီဟာကတော့ကျွန်တော်တို့တရက်နှစ်ရက်လောက်စောင့်ပေးရတယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးစောင့်ပြီးတော့မှကျွန်တော်ရဲ့ channel ကိုဘလောက်ပေးရမလဲဆိုတာမျိုးကိုသူကအောက်မှာဒီ0.00ဆိုတဲ့နေရာမှာပေါ်လာမှာပဲဖြစ်ပါတယ်အဲအဲ့ဒီမှာကတော့ကျွန်တော်တို့က RPN လို့ခေါ်ပဲခေါ်တယ်ပေါ့နော်အဲ့ဒီ RPN ကိုကျွန်တော်တို့ကအဲဒီအခုချိန်မှာဆိုရင်တော့အဲဒီ RPN ကောင်းပါသေးပဲကျွန်တော်တို့ကဆူတောင်းနေရတာပေါ့နော်အဲ့ဒီ RPN ကောင်းတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဝင်ငွေကလည်းအဲကောင်းတယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးကောင်းပါသေးလို့ကျွန်တော်တို့ တို့ကဒီပေါ့နော်ဆူတောင်းနေရတယ်ပေါ့နော်โอเคအဲနောက်ထပ်ကျွန်တော်တခုထပ်ပြီးတော့မှပြောချင်တာကအဲကျွန်တော်တို့က monetization အောင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့မဖြစ်မနေပြုလုပ်ပြီးဝင်ဝင်ရဖို့ဆိုလို့ရှိရင်အဲမဖြစ်မနေပြုလုပ်ပြီးရမယ်အဟာနှစ်ခုရှိတယ်ပေါ့နော်အဲ့ဒီဟာကဘာလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီ verify identity ဆိုတာရှိရပေါ့နော်ဒီအပေါ်မှာ verify identity ရဲ့နောက်မှာ verify ဆိုပြီးအနေအောင်လေးနဲ့ပြနေတယ်ပေါ့နော်အဲအဲ့ဒီမှာကျွန်တော်တို့ကဘာလုပ်ပေးရမှာလဲဆိုတော့ကျွန်တော်တို့က ID နဲ့ verify လုပ်ပေးရမှာပေါ့နော်အဲအဲ့ဒီမှာ verify ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအထက်မှာဘာကိုတွေ့မလဲဆိုတော့ကျွန်တော်တို့ကဘာနဲ့ verify လုပ်မှာလဲပေါ့နော်အဲကားလိုင်စင်နဲ့လုပ်မှာလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဒီ national id ပေါ့နော်အမှတ်ပုံနဲ့လုပ်မှာလားအဲနောက်နောက်ပြီး passport နဲ့လုပ်မှာလားဆိုပြီးတော့သူကမေးထားတယ်ပေါ့နော်အဲအဲ့ဒီမှာကျွန်တော်တို့ကအဲ့ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဒီပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကျွန်တော်တို့က verify လုပ်မယ်ဆိုလို့ရှိရင် passport နဲ့ပဲလုပ်တာကအဆင်ပြေဆုံးပါပဲအဲကျန်တဲ့ဒီပေါ့နော်အဲ driving license တို့နောက်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော်အမှတ်ပုံတင်တော့နဲ့ကကျွန်တော်တို့မြန်မာနိုင်ငံအမှတ်ပုံတင်နေတဲ့ကတော့ဘယ်လိုမှအဲဒီ id တင်တာမအောင်မြင် င်နိုင်ဘောနော်အဲ့ဒီတော့ကျွန်တော်ကအဲ့ဒီလိုမျိုးမလုပ်စေချင်ဘူးမလုပ်ပါနဲ့လို့လည်းကျွန်တော်ကအကြံပေးချင်တယ်အဲကျွန်တော်မြန်မာနိုင်ငံအနေနဲ့တင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘောနော်အဲဒီအပေါ်မှာဂျပန်လို့ပေါ်နေတဲ့နေရာမှာဘောနော်အဲဂျပန်လို့ပေါ်နေရဘောနော်အထက်ဝန်တိုင်းဂျပန်လို့ပေါ်နေတဲ့နေရာမှာကျွန်တော်မြန်မာရွေးပြီးတော့မှအောက်မှာ passport ကိုရွေးရွေးပြီးတော့မှကိုယ့်ရဲ့ data အချက်လက်တွေဖြစ်ပြီးဖြည့်ပြီးတော့မှအဲ verify မဲ့လုပ်စေချင်ပါတယ်အဲအဲ့ဒီလိုမျိုးဒီဒီမြန်မာဟိုဘောနော် passport နဲ့လည်း verify လုပ်လို့ရပါတယ်အဲ့လိုမျိုး verify လုပ်ပြီးကျွန်တော်တို့ဒီတရက်တရက်လောက်စောင့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ verify မှာသူက complete ဖြစ်သွားမှာဘောနော်အဲ complete ဖြစ်သွားရင်နောက်မှာကျွန်တော် ့ဒီဘောနော်အစိမ်းရောင်လေးနဲ့ပြနိုင်မယ်ဘောနော်ဒီကောင် complete ဖြစ်ဖြစ်သွားပြီဆိုတဲ့အကြောင်းကိုသူကပြမယ် okay အဲအဲ့ဒီဟာပြီးသွားပြီအဲ့ဒီလိုမျိုးပြပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကအောက်ကဒီဘောနော် set up payment method ဆိုတဲ့ဟာကိုမဖြစ်မနေလုပ်ပေးရမယ်ဘောနော်အဲ့ဒီကောင်ကိုလုပ်ပေးမှသာလဲကျွန်တော်တို့ကအဲကျွန်တော်တို့ကိုအဲဒီ TikTok ကနေပြီးတော့မှပေဟိုအဲဒီငွေလွှဲပေးရမယ်ဆိုတာကိုသူကဟိုတိမှာဘောနော်အဲအဲ့ဒီတော့ကျွန်တော်တို့ကအဲ့ဒီ set up payment method ဆိုတဲ့နောက်က set up ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ကအဲ bank account ရှိပေးရမယ်ဘောနော်အဲ bank account ရှိတဲ့နေရာမှာကျွန်တော်တို့ကအဲဒီဂျပန်ဘောနော်အဲဂျပန်နိုင်ငံရဲ့ bank account င်လည်းရတယ်နောက်ပြီးတော့ထိုင်းနိုင်ငံရဲ့ဘဏ်အကောင့်လည်းရတယ်ဗောနောကျွန်တော်တို့ဒီမြန်မာနိုင်ငံကလူတွေတော်တော်များများကတော့ထိုင်းဘဏ်အကောင့်လေးထည့်ပြီးတော့မှအဲဒီရှိတ်ဆက်ထားတာတွေကိုကျွန်တော်အများဆုံးတွေ့ရတယ်ဗောနောအိုကေ ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘောနော် verify လုပ်ဖို့အတွက်ကျွန်တော်တို့မှာ passport ကလည်းမရှိဘူးဘောနော်အဲဒီနောက်ပြီးတော့ဒီမြန်မာနိုင်ငံမှာနေတာဖြစ်တဲ့အတွက်ထိုင်းဗန်အကောင့်လည်းမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဘောနော်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့လိုမျိုးမရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီကျွန်တော် online မှာဒီ TikTok monetization နေနောက်ထပ်ဒီ YouTube monetization နေဘောနော်နောက်ပြီးတော့ဒီ Facebook အတွက် Instagram area ဘောနော် Facebook monetization နေအတွက်ကျွန်တော်တို့ကဒီ service ပေးတဲ့ဒီ share တွေရှိတယ်ဘောနော် service ပေးတဲ့အကူတွေမှရှိတယ်အဲ့ဒီတော့သူတို့ဆီကနေပြီးကျွန်တော် service ယူနိုင်တယ်ဘောနော်သူတို့ကသူတို့ဆီမှာရှိတဲ့ ID နဲ့ပဲ ျွန်တော်တို့ verify လုပ်ပေးတယ်အဲနောက်ပြီးတော့မှသူတို့ရှိမှရှိတဲ့ bank account တွေနဲ့ပဲကျွန်တော်တို့က payment method တွေကိုသူတို့ရဲ့ bank account တွေနဲ့ပဲထည့်ပြီးတော့မှအဲသူတို့စီကိုကျွန်တော်တို့ဒီငွေဝင်တိုင်းကျွန်တော်တို့ကိုဒီ KPA ပေါ့နော်သို့မဟုတ် wage money ပေါ့နော်အဆင့်ပြားကနေပြီးတော့မှသူတို့ကနေပြီးတော့မှကျွန်တော်တို့ကိုပြန်ပြီးတော့လွှဲပေးတာပဲဖြစ်ပါတယ်အဲဒီတော့ကျွန်တော်ဒီဟာပေါ့နော် TikTok ကဘယ်လိုမျိုးပတ်စံပေးလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့မှရှင်းပြပေးမှာပဲဖြစ်ပါတယ် TikTok ကကျွန်တော်တို့ကိုအဲဒီပေါ့နော်အဲလာတင်လာတိုင်းဘယ်လိုမျိုးဒီငွေပေးလဲပေါ့နော်ငွေပေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ကို TikTok ကလာတလရဲ့15ရက်နေ့တိုင်းမှာကျွန်တော်တို့ကို10ဒေါ်လာပြေ ရင် TikTok ကနေပြီးတော့မှအဲ့ဒီဒီ payment method ထားထားတဲ့ဒီ bank account တွေကိုအဲ TikTok ကနေငွေလွှဲပေးပါတယ်အဲ့ဒီတော့ကျွန်တော်တို့က အဲဘောနော်အဒီဘောနော်တလလုံးမှာမကျွန်တော်တို့15ဒေါ်လာကတော့အနည်းဆုံးရဖို့လိုအပ်ပါတယ်အဲဘာဖြစ်ဖြစ် monetization မှာအောင်သွားပြီဆိုလို့ရှိရင်တော့အဲ့လောက်ကတော့ရမယ်လို့ကျွန်တော်ကတော့ထင်တယ်ဘောနော်အဲ့ဒီတော့အဲသူကတော့ရှင်းပါတယ်ဘာမှကျွန်တော်တို့ဒီအဲ channel ဟာလေးလို့အလုံးမရှုပ်ဘူးဘောနော်အဲ့ဒီလိုမျိုးဘဏ်အကောင့်နဲ့ရှိပေးလိုက်တာ ਨੇ လာတလရဲ့15ရက်နေ့တိုင်းမှာအဲ့ဒီကျွန်တော်တို့ရှိထားတဲ့ဒီ time ဘဏ်အကောင့်နဲ့ဒီကျွန်တော်တို့ဒီဘောနော် TikTok ကနေပြီးတော့မှအဲပတ်စံလွှဲပေးမှာပဲဖြစ်ပါတယ်အဲအဲ့ဒီလိုမျိုးလွှဲပေးရဆိုလို့ရှိရင်ကျွန်တော်တို့စာပေးအပ်ထားတဲ့ဒီအကိုတွေကနေပြီးတော့ကျွန်တော်တို့ကိုကျွန်တော်တို့ရဲ့ဒီ KP လို့ဝေမနီတို့ကနေကျွန်တော်တို့ပြန်ပြီးတော့လွှဲပေးမှာပေါ့နော်အဲ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ အဲ့ဒီနှစ်ခုကိုဆက်လက်လုပ်ပြီးတာနဲ့ကျွန်တော်တို့ကဒီငွေရဖို့အတွက်ငုတ်တုတ်ထိုင်ပြီးတော့မှစောင့်နေရုံပဲဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်တခုပြောပြချင်တာရှိတယ်ဗောနော်အရန်ကိုအရေးကြီးတဲ့အချက်တစ်ချက်ကိုကျွန်တော်ပြောပြချင်ပါတယ်။အဲ့ဒီဥစ္စာကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဗောနော်ဒီ TikTok မှာကျွန်တော်တို့ဗီဒီယိုတင်တဲ့အခါကျွန်တော်တို့သူများရဲ့ဗီဒီယိုတွေကိုကူးယူပြီးတော့မှမတင်ဖို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးကူးယူပြီးတော့မှဒီဗီဒီယိုတွေတင်ထားတယ်ဆိုလို့ရှိရင်ဗောနော်ကျွန်တော် monetization အောင်သွားတယ်ဗောနော်။အောင်သွားတယ်ပဲဒါအခုလိုမျိုးရှင်တွေကိုရောက်သွားတယ်ပဲဒါဗောနော်။အဲ့လိုမျိုးရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က နောက်ထပ်နောက်ထပ်တင်တဲ့ဗီဒီယိုတွေကအဲဒီပေါ့နော်တခြားသူရဲ့ဗီဒီယိုတွေကိုကူးပြီးတင်ထားတာတွေဖြစ်ဖြစ်တယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီ monetization ကအချိန်မီပြန်ပြီးတော့မှကျသွားနိုင်ပါတယ်အဲ့လိုမျိုးကျသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီပေါ့နော် TikTok account ကအဲတော်တော်ကိုအဆင်မပြေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်ကတော့အဲဒီကိုယ့်ရဲ့ကိုပိုင် contact တွေကိုပဲကျွန်တော်ကတင်ဖို့အကြံပေးချင်ပါတယ်အဲအဲ့ဒီဟာကတော့လုံးဝကိုတည်ထားမယ့်အချက်ပဲဖြစ်ပါတယ်အဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီ monetization ရှောက်ဖို့အတွက်ဒီနောက်ဆုံးအဆင့်ထိအောင်ပေါ့နော်ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်ပြောပြပေးတာပဲဖြစ်ပါတယ်